စိတ်ရမှန်ကိုအလိုလိုက်ပြီးတော့တွေ့ရမယ်လောက်ရှောက်ခဲ့မိရဲ့ဒီငါပြုံးတွက်ဘဝရဲ့အနေမှာဘာတစ်ခုမှအဖတ်မတင်ခဲ့လောကလိုင်းတဲ့ခန္ဓာရှိနေစိတ်ဆုံးမျောပြီးကိုခံမိတဲ့ဒီရဆိုင်နဲ့အပြစ်မိုက်သာတွေ့လူထပ်ပေါင်းများရှိမလဲမျောလင်းနေတဲ့ စိတ်ရစေရလေလွင်ရှင်နဲ့ကတိချင်းအားလုံးပဲမင်္ဂလာပါကျွန်တော်ကရှမ်းလူမျိုးဖြစ်ပါတယ်ကျွန်တော်နာမည်ရှမ်းလူအိုက်ဆိုင်လို့ခေါ်ပါတယ်ပမာဏနာမည်မောင်မျိုးဝင်းအောင်လို့ခေါ်ပါတယ်ကျွန်တော်ဒီမကြခင်မှာပဲဒီရန်ကုန်ကိုရောက်လာတာပေါ့ရန်ကုန်ကိုရောက်လာတော့အိမ်တောင်လာကြတာပေါ့ဗျာအိမ်တောင်ရကြတာလည်း3-4နှစ်လောက်တော့ကြာမှာပေါ့အဲ့ဒါနဲ့တတိခြံဆောင်အလုတ်လာလုတ်ပါတယ် အဲ့တခြားခြံစောင်းအလုပ်လုပ်ပြီးတော့မျောလင်းပဲနဲ့လွန်ခဲ့တဲ့နှစ်လောက်ကကျွန်တော်ခြေထောက်ကျိုးသွားတာကျွန်တော်ခြေထောက်ကျိုးသွားတဲ့အပြင်ကိုကျွန်တော်အမျိုးသမီးလည်းထားခဲ့တာပါအမျိုးသမီးလည်းထားခဲ့ပြီးတဲ့နောက်ပိုင်းမှာအထဲနဲ့အပြင်တော့ကျွန်တော်ဝင်ဖို့မလွယ်ဘူးကျိုင်းထောက်နှစ်ဖက်နဲ့အဲအဲ့ဒါနဲ့ကျွန်တော်အရင်တုန်းကတော့ပုဒ်တာကိုးကွယ်ပါတယ်အဲကျွန်တော်တို့မြညီကောင်တော့မှ၉ယောက်ရှိတယ်အကုန်လုံးပုဒ်တာတွေပဲကိုးကွယ်ကြတယ်အဲ ကျွန်တော်ဘာကြောင့်မို့ခေါ်ရင်ထူးတဲ့ဖရာအတက်ရှင်တဲ့ဖရာကိုဘာကြောင့်တိရတယ်လဲဆိုရင်ကျွန်တော်ညအိတ်တဲ့အချိန်မှာကျွန်တော်တအားဒုက္ခရောက်လာတဲ့အချိန်မှာကျွန်တော်ဆူတောင်းလိုက်တာပေါ့နော်အရင်တုန်းကတော့ပုဒ္ဒါလူဆူတောင်းတယ်ပုဒ္ဒါကူတော့အနန္တောဓမ္မကူတော့အနန္တောတန်ခါကူတော့အနန္တောနန္ဒောအနန္တငါးပါးနဲ့တကောပြည့်စုံပါစေလို့ဗုဒ္ဓလူဆုတောင်းတယ်ဒါပေမဲ့အစင်မပြေဘူးတကယ်ကနေအဲ့နေ့တုန်းကမိုးတအားရွာတဲ့အချိန်မှာ အမတို့အိမ်မှာကျွန်တော်ကျွန်တော်မိမရယ်ကျွန်တော်ကလေးရယ်ခေါ်ပြီးတော့အမတို့အိမ်မှာတွားနေခဲ့ပါတယ်ခဏည၈နာရီလောက်အချိန်မှာ၈နာရီ၈နာရီခွဲလောက်အချိန်မှာကျွန်တော်ကလည်းကျွန်တော်အိမ်ကိုစိတ်မချတော့ကျွန်တော်ကတူတူတားမိอยู่ကျွန်တော်မိမနဲ့ကျွန်တော်ကလေးကိုပြောတာပေါ့ကလေးကတော့ငယ်ပါသေးတယ်သူဘာမှမသိသေးပါဘူးငါလလောက်ပဲရှိသေးတယ်အဲ့ဒါနဲ့တူတူကျွန်တော်မိမကိုကျွန်တော်ပြောတာအိမ်မနေအမတို့အိမ်မနေခဲ့ယောက်ျားကတော့အိမ်မပြန်အိမ်မယ်လို့ပြောတယ်ဟာ အထဲအထဲကနေအပြင်ကိုထွက်လာတဲ့အချိန်မှာမမျော်လင့်ပဲနဲ့ကျွန်တော်အနောက်ကနေဆောင်းတွန်းလိုက်တယ်လို့ဖြစ်တာအဲ့ဒါနဲ့တက်ကနေချိုလဲသွားပြီးတော့မှကျွန်တော်ဘယ်ဘက်ကပေါင်ကျိုးသွားတော့တာပဲအင်းကျိုးသွားပြီးတဲ့နောက်ပိုင်းမှာတတိတွေတတိတွေခေါ်တယ်တတိကလည်းကျွန်တော်ကုကုပေးပါတယ်ဒီလိုဖုံးဆက်ပြီးခေါ်တော့ကုပေးတဲ့အပြင်မှာဆေးရုံပေါ်မှာနှစ်ပတ်လောက်နေရတယ်စတီယိုထည့်ထားတယ်ခု စတီယိုလည်းတခါမှလည်းမထုတ်ပါသေးပါဘူးတူတူစစ်ပူကြီးတွေကတော့ပြောတာပေါ့ဟိုစာတလခွဲလောက်နေရင်ပြန်လာပြလို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်မှဘလူးမအစင်မပြေနိုင်ဘူးဘလူးမတော့ပြနိုင်မှာမပြနိုင်ဘူးမပြနိုင်တဲ့အချိန်မှာကျွန်တော်ကလည်းတအားမွန်ကြက်တအားရင်ကြက်လာတော့ဘယ်လိုလုပ်မလဲလို့အရင်တုန်းကကျွန်တော်ကပုတ်တကိုယ်ွယ်တယ်ဆိုတော့ပုတ်တလိုပဲကျွန်တော်ဆူတောင်းတာပေါ့အစင်ပြေမလားလို့အင်း ုဒ္ဓကုရောအနန္တဓမ္မကုရောအနန္တတန်ခါကုရောအနန္တအနန္တအနန္တငါးပါးနဲ့ကိုယ်ပြည့်စုံပါစေလို့အဲ့လိုမျိုးပဲဆုတောင်းတာဒါပေမဲ့အစီမပြေဘူးနောက်ပိုင်းကျတော့ကျွန်တော်တတိယလာတဲ့အခါကျတော့ကျွန်တော်အတက်ရှင်တဲ့ဖုရားခေါ်ရင်ထူးတဲ့ဖုရားကိုမိစံကြည့်မယ်ဆိုပြီးတော့မှကျွန်တော်ဆုတောင်းတာကျွန်တော်ဘယ်လိုဆုတောင်းတယ်လဲဆိုရင်အိုးအဖဖုရားရှိတဲ့နေရာရောက်တဲ့နေရာမှာနာညောင်းစီတော်မူပါ ကျွန်တော်မှာခြေထောက်ကျိုးနေပါတယ်ဖြင့်ကျွန်တော်ဆေးရုံဆေးခန်းတို့ပို့ပို့ဆောင်ပေးပါဆိုပြီးတော့ကျွန်တော်အဲ့လိုကျွန်တော်လည်းဆူတောင်းတက်လို့ဆူတောင်းတက်တယ်လို့ဆူတောင်းတာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်နှစ်ပတ်တိတိဆူတောင်းတယ်အဲ့နှစ်ပတ်ပြည့်တဲ့နေ့မှာကျွန်တော်အလူရှင်တူဦးကပေါ်လာတယ်ပေါ်လာပြီးတော့ကျွန်တော်တွားပြရတယ်တတ်မှန်တွားရိုက်ရတယ်အင်းတတ်မှန်တွားရိုက်ခဲ့တဲ့ပြည့်တဲ့အပြင်ကိုကျွန်တော်စက်တီယိုမထုတ်ခဲ့ပေးပါဘူးအယိုးမဆက်တေးဘူးလို့လို့ပြောတယ်အင်း အယူမဆက်တည်ဘူးလို့ပြောတော့ကျွန်တော်ကပြန်လာရတယ်ကျွန်တော်လည်းဩဖះကောင်းမြတ်တယ်ခေါ်ရင်ခေါ်ရင်ထူးတဲ့ဖះဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ရှိတမြတ်ဖះเจ้าနေကျွန်တော်နဲ့နှိစက်ရဖះเจ้าနေကျွန်တော်တက်တယ်တက်ပြီးတော့နောက်ပိုင်းကြတော့ဒီဆရာဥဒါနစီမှာမိသားစုလိုနေခဲ့တာလည်းဟုတ်တယ်ကျွန်တော်ရန်ကုန်မှာစစရောက်ပြီးဆိုတာနဲ့ဆရာဥဒါနကိုအရင်ဆုံးခင်တာပဲ အားကိုးစရာဆိုတော့ကျွန်တော်ဥဒါနာကိုအရင်ဆုံးအားကိုးတာပဲအဲ့ဒါနဲ့သူ့စီမှာတင်တန်းလာတက်တယ်အဲ့ဒါတက်ခဲ့ပြီးတဲ့အပြင်ကိုဆရာကကျွန်တော်ဟိုတက်တီခံအဝင်းဆိုကျွန်တော်ကတက်တီခံတယ်ပြီးတော့လည်းကျွန်တော်နှစ်ချင်းခံခဲ့တယ်ပရိစ္ဆန်ခံခဲ့တယ်ကျွန်တော်ဒီဒီအတက်ရှင်တော့ဘုရားကိုတွေ့တဲ့အခါဆိုရင်ကျွန်တော်ဆုတောင်းတိုင်းပြည့်တယ်ဘယ်လိုဆုတောင်းပြည့်တယ်လဲဆိုရင်လွန်ခဲ့တဲ့ တနှစ်ကြောကြောနှစ်နှစ်ပြည့်ခါညီတော်မှကျွန်တော်မိမအထွက်သွားတာဟိုဘလို့မှလည်းအဆက်တွေမရဘူးဆက်လည်းမဆက်တွေခဲ့ဘူးကျွန်တော်ဒီအခုအတက်ရှင်တော့ဖះနဲ့တွေ့လိုက်တဲ့အခါကျမှကျွန်တော်ဆူတောင်းတဲ့အခါကျမှဗီဒီယိုကောတွေလည်းပြောရတယ်အဆက်တွေလည်းရခဲ့တယ်အဲ့လိုတွေကျွန်တော်လက္ခဏာတွေ့တာပေါ့နော်ကျွန်တော်အခုတက်တည်ခံပြတာကြားရတဲ့အတူတိုင်းမှာလည်း ျွန်တော်လူဒုက္ခရောက်ရင်ကျွန်တော်လူဆူတောင်းကြပါအတက်ရှင်တဲ့ဖရာခေါ်ရင်ထူးတဲ့ဖရာဆိုတာကောင်းမြတ်တဲ့ဖရာလို့အလုံးပဲတည်မြင်မြင်စေခြင်းလပါတယ်ကျွန်တော်လူပဲခေါ်ရင်ထူးတဲ့ဖရာအတက်ရှင်တဲ့ဖရာဖြစ်တယ်ဆိုတာကျွန်တော်လူပဲယုံယုံကြည်ကြည်နဲ့မြည်စမ်းကြည့်ပါလို့ဟိုဖိတ်ခေါ်ခြင်းပါတယ်အလုံးဖျားရှင်ကောင်းချီးပေးပါစေ